က်ခန်းထဲမှာမီးဆက်နိုးပြီးတညလုံးအိမ်မိတယ်။မနေ့လေရောက်တော့တမိသားစုလုံးကအသက်ဆုံးရှုံးသွားပါတယ်ဆိုတဲ့ဖြစ်စဉ်တွေကိုခဏခဏကြားပူမှာပါ။အဲ့ဒါကဘာလို့ဖြစ်တာလဲဆိုတော့ကာဗွန်မိုနောက်ဆိုက်ပွိုင်ဇန်နဲ့ကြောင့်ပါ။ဒီလိုမျိုးကာဗွန်မိုနောက်ဆိုက်အစိတ်တင့်ခြင်းကလူတွေကိုမသိလိုက်ဖမ်းနဲ့အသက်အန္တရာယ်ဆုံးရှုံးသွားတာမြန်မြန်ဆန်ဆန်ဘယ်လိုဖြစ်သွားတာလဲဆိုတာကိုဒီနေ့ဗီဒီယိုမှာဆရာမရှင်းပြပေးပါမယ်ရှင်။ အခန်းထဲမှာကာပူမိုနောက်ဆိုင်ဓာငွေတွေပြန့်နေအောင်မှာစမတို့တွေကမသိနိုင်ပါဘူးဘာလို့လဲဆိုတော့ကာပူမိုနောက်ဆိုင်ဓာငွေတွေကအယောင်မရှိဘူးအနံ့မရှိဘူးအရာသာမရှိလို့ပါအဲ့နေရင်လည်းကာပူမိုနောက်ဆိုင်အစိတ်တဲ့တဲ့အခါမှာလူကအိတ်ချင်နေယူဝေဖြစ်တာနဲ့ရောပြီးတော့လူကနိုးမလာတော့ဘူးအဲ့ဒီကနေအဆင့်တတိလက်တဲ့အဆင့်ကိုရောက်တယ်အဲ့ဒီကနေတဆင့်အောက်ဆီဂျင်တွေလုံးဝပြတ်လပ်သွားပြီးတော့အသက်ဆုံးရှုံးတဲ့အဆင့်ကိုရောက်နိုင်ပါတယ် ဒါကြောင့်ဆရာမတို့ကကိုယ့်ရဲ့အခန်းတွေတိုက်ခန်းနေတယ်မှာပေါ့နော်အဓိကအားဖြင့်တော့လေဝင်လွှတ်ထွက်မကောင်းတဲ့နေရာတွေမှာမီးစက်နှိုးပြီးတညာလုံးနေတာမျိုးတွေဟီတာတွေဖွင့်တာပေါ့နော်ဒါပေမဲ့ဆရာမတို့နိုင်ငံကတော့ရှားပါတယ်သူများနိုင်ငံတွေနိုင်ငံခြားမှာဆိုတော့ဟီတာအပူပေးဆက်တွေဖွင့်တာမျိုးတွေကလူတွေကိုကာဗွန်မိုနောက်ဆိုက်ပွိုင်ဇန်နဲ့အဆိပ်တင်ပြီးတော့ အရာဝင်သွားတယ်မနှက်ခင်းမှာပြန်လို့ထမလာဘူးဆိုတော့ဝမ်းနေစရာကောင်းတဲ့ဖြစ်ရပ်တွေကိုကြုံတွေ့ရစေနိုင်ပါတယ်။ကာဗွန်မိုနောက်ဆိုက်ပွိုင်ဇာနဲ့ပတ်သက်ပြီးတော့အထူးသတိရှိကြဖို့ဆရာမကအခုဗီဒီယိုလေးနဲ့ knowledge sharing လုပ်ပေးလိုက်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မဒေါက်တာ Grace ပါ